အားလုံးမဲ့မင်္ဂလာနဲ့ဖူဖိုးအဲစီ channel ကနေကြောပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီပါဥပိတ်သက်တွေအားလုံးနဲ့မင်္ဂလာပါ။ဒီနေ့ညကျွန်တော်တို့မြန်မာစံတော်ချိန်ကနိုင်ဝဲမှာတော့ကျွန်တော်ဒီပါဘူးအတင်းနဲ့ဗိုက်တန်တင်းတို့ရဲ့တာပွဲကျင်30ခွန်၊ပြညာလီပွဲကျင်30ခွန်ကိုရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီပါဘူးပြိသက်တွေနေနေတော့အဖေးဖေးနဲ့ကျွန်တော်ဒီပါဘူးပွဲစဉ်တွေဟာပြီးဆုံးခံပြီးကျွန်တော်တို့ဒါရှင်ထဲမှာတပြိုးကြီးပဲခံစားရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ ဟိုဒီပါဘူးပွဲစဉ်တွေမကြည့်ရလို့ရှိရင်စိတ်ထဲမှာတမျိုးကြီးလို့တစ်ခုခုလို့နေတယ်လို့မျိုးပဲကျွန်တော်တို့အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပါဘူးတင်ရဒီပွဲတွေမှာဆိုလို့ရှိရင်တိတ်တော့ရေးမကြည့်တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါချန်ပီယံစောစီးဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီပါဘူးတင်နေနေရဘာဖြစ်အားမရှိရနဲ့အရေးအကြောင်းပဲအဲနောက်နောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ရှင်ပြိုင်ကြီးရတယ်ကျွန်တော်တို့တွေ့ရပါတယ်အခု Brighton ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Brighton ကလက်ရှိအဆင့်6မှာရပ်တည်နေတာတော့ လည်းဖြစ်ပါတယ်သူကတော့36ပွဲကစားပြီးတဲ့အချိန်မှာ14ပွဲနိုင်73ပွဲတည်ကိုပွဲရှုံးတော့ရမ်းမ55မှတ်နဲ့ဒါအဆင့်9မှာရပ်တည်နေတာလည်းဖြစ်ပါတယ်ဗိုက်တန်အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုတော့သူအနေနဲ့ဥရောပဝင်ကွင်းတနေရာအတွက်လည်းမျောလင်းလို့မရတော့ဘူးနောက်ပြီးတော့သူအနေနဲ့ဒါဟိုအလေလက်မှာပဲဒီဟာဒီပိန်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီပြတ်တဲ့ဟန်ဇယ်လာအနေနဲ့ဒါဒီ ဗိုက်တန်တင်းကိုဒီဟာဒီမှာဆက်ရောက်လာပြီးတော့ဒီနေသားဒီလောက်ပြနိုင်တာလေကျွန်တော်တို့အာတိမပြူရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုတော့သူကလူငယ်လူပြရပြီးတော့ကျွန်တော်ဟန်ဗယ်လာကိုတိတာဆိုလို့ရှိရင်စိတ်ပူလီတင်းမှာထဲကကျွန်တော်တို့တိတယ်ပေါ့နော်။ဒါကြောင့်လည်းဆိုတော့ကျွန်တော်တို့ကဘောလုံးပွဲတွေပါဆော့တဲ့လူဆိုတော့စိတ်ပူလီကဟန်ဗယ်လာနဲ့ဆိုလို့ရှိရင်အဲ့ဒီရပြီးကဘွန်ဒက်လီကာကိုတန်းတက်သွားတဲ့ဒါစစ်တင်နဲ့တန်းတက်သွားတဲ့ရပြီးလည်းဖြစ်ပါအဲ့ရဒီမှာဆိုလို့ရင်ရမ်းချမ်းခဲ့တယ်ပေါ့နော်။သူဂိုးတွေဆိုလို့ရှိရင်ဒါအတွင်းနဲ့ဂိုးပေးတယ်ဂိုးသွင်းတယ် ကျွန်တော်အဲ့ဒီဘောလုံးပွဲကစားတဲ့လူဆိုတော့အဲ့ဒီမှာလည်းစိတ်ပူနေကျွန်တော်တို့သိခဲ့တာပေါ့နော်ဒီဟာဒီမှာဆိုလို့ရှိရင်လည်းဒါ right down ကိုရောက်လာပြီးတော့အမှန်ကန်ကြမ်းပြောတာသူကတော့ကျွန်တော်တို့အတကင်ဦးစားပေးဆောတဲ့မီဒီယာတယောက်လည်းဖြစ်ပါတယ်တကင်မီဒီယာလည်းဖြစ်တဲ့အတွက်ကိုးသွင်းတယ်ကိုးပေးတယ်ပေါ့နောက်ဆုံးပြန်ဝဲဆုံး၅ပွဲမှဆိုလို့ရှိရင်လည်းသူ့အနေနဲ့ဒါပွဲရှုံးပြီးတော့ကျွန်တော်တို့၂ပွဲသိရ၂ပွဲနိုင်လာပါတယ်အဲ့ဒီပွဲဒီမှာဆိုလို့ရှိရင်သူ့အနေနဲ့ဂိုးမပီးခဲ့ရဆိုလို့ပီးခဲ့တဲ့ဝူးနဲ့ပွဲမှာအပွဲပဲရှိပါသေးတယ်။ဂျန်နဲ့ပွဲတွေကတော့ဒါ ဂိုးပေးတယ်ဂိုးသွင်းတယ်ပေါ့နော်ကျွန်တော်လီဗာပူးသင်းကိုကျွန်တော်တစ်ချက်ကြည့်မှာလီဗာပူးသင်းကတော့ဒါကျွန်တော်ဟိုချန်ပီယံဖြစ်သွားပြီဆိုတော့ကျွန်တော်တိတ်ပြီးတော့အရေးမကြီးတော့ပေါ့နော်ဒီတချို့ပလေယာတွေနဲ့ဒါပွဲဟိုမိနစ်နဲ့အနည်းငယ်မိနစ်နဲ့ကစားသမားတွေတချို့ရန်ကစားသမားတွေနဲ့ပွဲထုတ်လာလိမ့်မယ်လို့ထင်တယ်အဓိကကစားသမားတွေနဲ့ပူပေါင်းပြီးတော့ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လီဗာပူးသင်းကဆိုလို့ရှိရင်ဘာမှအရေးမကြီးတော့ဘူးနောက်ပြီးတော့အခုပဲပေါ့နော်ကျွန်တော်တို့ ဒါအမ်ဘာပေတို့ဖီတာဂျော်ဂီယတို့ ਨੇ အပြိုင်ဖိုက်နေရတယ်ကျွန်တော်တို့ရဲ့အမိုဆာလာပေါ့နော်မိုဆာလာရှေဖနက်ရောဘတ်ရှေဖနက်ဆူရဖို့တော့ဆိုရင်နောက်လက်ကျန်နှစ်ပွဲမှာဂိုးသွင်းဖို့လည်းလိုအပ်ပါတယ်ဒီလက်ကျန်နှစ်ပွဲမှာသူ့အနေနဲ့အနေဆုံး3ဂိုးလောက်တာပေါင်ဝင်ပတ်သက်မှုဂိုးအဆက်ပဲဖြစ်ဖြစ်ဂိုးသွင်းတာပဲဖြစ်ပေါင်ဝင်ပတ်သက်မှုရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါရောဘတ်ရှေဖနက်ဆူရဆိုလို့ရှိရင်မိုဆာလာရဖို့အတွက်ကြာခိုင်လို့များပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့အမ်ဘာပီတို့ဒါပီတာဂျော်ဂီယတို့နဲ့ ရှင်ပြီးတော့ဖိုက်နေရပါဘော။အမ်ပါတရမင်းညာဆိုလို့ရှင်နေတာတကူသွင်းသွားခဲ့ပါတယ်။ပီတာဂျော်ဂီရဲ့လည်းဒါမင်းညာသူတို့တကူသွင်းသွားခဲ့ပါတယ်။အဲ့တော့ကျွန်တော်တို့ဒါလီဗာပူးသင်းရဆိုလို့ရှင်နောက်ဆုံး၅ပွဲမှာဆိုတော့၃ပွဲနိုင်ပြီးတော့တပွဲရှုံးပြီးတပွဲတည်ကြတာပါတယ်။လီဗာပူးသင်းရလည်းထူးထူးခြားခြား Brighton လိုပဲပေါ့နော်။ကိုမပြရတဲ့ပွဲဆိုတပွဲပဲရှိရင် Leicester ကိုအဝေးခွင်းရနေတော့ဇီးဝန်းနဲ့နိုင်တဲ့တပွဲပဲရှိတယ်။ဂျန်နေပွဲတွေကတော့ကိုသွင်းနဲ့ကိုပြေးတယ်ဆိုရဲပြီးခဲ့တဲ့ဒါအာဆင်နယ်ပွဲတော့ကလည်းကျွန်တော်တို့နှစ်ကိုအရင်တွင်းလာပြီးတော့မှအာဆင်နယ် ုတိယပိုင်းမှာဒါနှစ်ကိုးပြန်ပြီးလိုက်ရတူတူတည်ကျသွားဖြစ်ပါတယ်ကျောင်းဒီနှစ်သိန်းရဲ့ဖတ်သူရဲ့ထိလိုက်ကျဆုံမှုနောက်ဆုံး၅ချိန်မှာဆိုလို့ရင်ကျောင်းတို့ Brighton ကတစ်ချိန်နိုင်ပြီးတော့တစ်ချိန်ကတည်ကျလီဗာပူးသိန်းကကျောင်းတို့၃ချိန်နိုင်ရပါတယ်အဲ့ဒီ၃ချိန်မှာဆိုလို့ရှိရင်ကျောင်းတို့ဒါမနစ်ကပညာလိရာဒီမှာ၂ချိန် FA အာမနေ့ကပညာလိရာဒီမှာဆိုလို့ရှိရင်ကျွန်တော်နှစ်ချိန်ထိတ်ခိုက်တွေးဆမှုမှာဆိုလို့ရှိရင်ဒီချိန်တည်ကြိုက်တော့ဒီချိန်ကလီဗာပူးသင်းရနိုင်လာပါပဲဒီနေ့ ိဆုံမှုနှစ်ကြိမ်မှာဆိုရင်ကာဘွန်ကပ်မှာတစ်ကြိမ်သူးသတိနဲ့နိုင်ပြီးတော့ကျွန်တော်တို့ယူရိုပီးယားအင်္ဂလန်မှာပရီးမီးယားလိမှာဆိုတော့2-1နဲ့နိုင်လာပါတယ်ယူရိုပူးတင်းကကျွန်တော်ဘိုက်ကန်နဲ့တွေ့တဲ့နောက်ဆုံးနောက်ပိုင်းနှစ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ခဲရခဲစစ်ကန်ရရပါတော့ဘိုက်ကန်ကိုပြတ်သက်နိုင်တယ်ဆိုတော့ကျွန်တော်တို့ရှားပါတယ်ဟိုကိုးပေးတဲ့ဂိုးသွင်းတယ်အဲ့လိုမျိုးလွယ်လွယ်ကူကူနဲ့တော့ဘိုက်ကန်ကိုမနိုင်ခဲ့ဘူးပေါ့နော်ဘိုက်ကန်အင်္ဂလန်ဝေဖန်မရေအများရန်ဒုက္ခပေးတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်လီဗာပူးနဲ့ဒါနောက်ဆုံးတွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ ဒါဒီနေ့ညမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီဘဘူးအနေနဲ့ကျွန်တော်တို့ဟိုအချို့အရင်ပလေယာတွေနဲ့အဓိကကစားသမားတွေနဲ့အဲရောနောပြီးတော့ပွဲထွက်လာနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်အဲဘိုက်တန်တော့နောက်ဆုံး၅ဝက်မှာဆိုလို့ရှိရင်သူနေ10ဂိုးတင်းတာပါကျွန်တော်တို့လီဗာပူးတင်းတော့နောက်ဆုံး၅ဝက်မှာ7ဂိုးတင်းတာပါကျွန်တော်တော့ဘွာမဆာလာကိုကျွန်တော်တို့ဂိုးတင်းစေခြင်းနဲ့ဂိုးရစေခြင်းနဲ့ပေါ့နော်ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါဒီ ကူရောပါရှေဖနာစုကိုရသိကျင်လို့ပေါ့နော်ခင်းရလီမှာတော့သူကတော့ဒါရှေဖနာရမှာသိချာပါပဲဒါကြောင့်မို့လို့ကျွန်တော်ခင်းရမှာမူဆာလာရဲ့ဘိုးတွေလည်းကျွန်တော်တို့မြင်တွေ့သွားရနိုင်ဖို့ရှိပါတယ်ပြီးတော့ဒါအသင်းရဲ့ပလေယာတွေကလည်းကိုအီကပူတို့ဝစ်ဒီရက်တို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါကျွန်တော်တို့မူဆာလာကိုဘိုးပန့်ဖို့ပေးတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေ့ရပါတယ်ဆိုဘူစလိုင်းတို့ဒါသူတို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဘိုးတမဒီမူဆာလာကို ပံ့ပိုးပေးမှုတွေကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာတွေ့ခဲ့ရတဲ့အတွက်ဒီနေ့ပွဲမှာတော့ကျွန်တော်ကလီဗာပူးတင်းနေနိုင်မယ်ဆိုတော့ဘိုးပြတ်မနိုင်မနဲ့ကတ်ပြီးရတာ2-1တုံးတုံးတတိ2ပုံစံမျိုးနဲ့အနိုင်ရသွားလိမ့်မယ်လို့ထင်ပါတယ်အလုံးမဲ့ညီကိုအနေနဲ့ဘယ်လိုမျိုးထင်လဲ